ဟေးမင်းကလေးမင်းကောင်မချစ်တော့ဘူးဆိုရင်လည်းမင်းစိတ်ကြိုင်ငါ့ကိုမုန်းနိုင်ပါတယ်အော်အိုးဒီနေ့လည်လာမဲ့သင်ခန်းစာလေးကတော့စိတ်ကြိုက်လို့စိတ်ကြိုက်စားအဲစိတ်ကြိုက်ဆိုတဲ့သင်ခန်းစာကိုအဓိက focus ဆိုလုပ်ချင်တာဖြစ်ပါတယ်လူငယ်လေးတွေကလည်းပဲကျွန်တော်ကိုဒီလိုအဲမင်းကလေးရေးပါညာအဲလိုစကားလုံးတွေနဲ့ request လုပ်ထားတာဖြစ်လို့ဒီ voucher လေးနဲ့ကျွန်တော်ဥမာလေးပေးမှာဖြစ်ပါတယ်ဟေးမင်းကလေးမင်းကောင်မချစ်တော့ဘူးဆိုရင်လည်းမင်းစိတ်ကြိုက်ငါ့ကို လုံးနိုင်ပါတယ်နော် yes okay အင်္ဂလိပ်လိုပြောမယ် hey မိန်းကလေးရေ hey girl မင်းကောင်မချစ်တော့ဘူးဆိုရင်လဲ if you don't love me any longer if you don't love me any longer မင်းကောင်မချစ်တော့ဘူးဆိုရင်လဲမင်းကောင်ကိုမုန်းနိုင်ပါတယ်ကနေစာရေးမယ် you can hate me you can hate me ဒီမှာလာတော့မယ်မင်းစိတ်ကြိုက်အဲ့လိုစိတ်ကြိုက် ဒီကုလောက်တယ်ဆိုလို့ရှိရင်ပုံစံသုံးမျိုးနဲ့ပြောရဲပေါ့နော်မင်းစိတ်ကြိုက်ဆိုတာလေးကိုပထမဆုံးတစ်ခုကတော့ until you feel satisfied ဆိုတော့ဟောကြားလေးကိုအခုများစာဆုံးများပြောမယ် he called if you don't love me any longer you can hate me until you feel satisfied ဒုတိယပုံစံလေးနဲ့ပြောမယ် he called if you don't love me any longer you can hate me to the full extent of your desires တတိယပုံစံတစ်မျိုးနဲ့ပြောမယ်ဒီပုံစံကတော့တိကျိုက်ဖက်စိတ်ကြိုက်သွားစိတ်ကြိုက်တာစားဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲဆိုရင်အဲစကားလုံးနဲ့လည်းအစားထိုးပြီးတော့ပြောကြည့်လိုက်ရအောင်အဟာ hey girl if you don't love me any longer you can hate me to your heart's content ဖြစ်ပါတယ် okay ဒီဟာလေးကိုသိချာမှတ်ထားမယ်ဆိုလို့ရှိရင်စိတ်ကြိုက်ကိုပုံစံသုံးမျိုးနဲ့လည်းပြောတတ်မှာဖြစ်တယ်လို့ဟောနှလုံးသားရေးနဲ့ပတ်သက်တဲ့စကားလုံးလေးလည်းပါတော့ ပုံမှန်မိလွယ်မယ်လို့တချို့လူတွေကကျွန်တော် request လုပ်ထားတာဖြစ်လို့စာသားတွေနဲ့ကျွန်တော်အစားထိုးပေးလိုက်တာဖြစ်ပါတယ်မိမိတို့အဆင်ပြေတယ်မှတ်သားကြရလဲပါတယ်ဆိုလို့ရှိရင်တော့ like share subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ကျေးဇူးပါခင်ဗျာ